thank uh you -huh. မင်္ဂလာပါရှင်ခေတ္တ news ကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတပုတ်အနေနဲ့ BGA ကောင်းဆောင်ဘူမူကြီးစောချစ်သူနဲ့ချင်းလင်းမြိုင်တိုယိုတာကုမ္ပဏီကိုစစ်ကောင်စီကအမိပြက်စင်းသွင်းလိုက်ပြီးစောချစ်သူခေါ်ဆန်မြင့်သားသမီးတုံးနဲ့စီးပွားရေးတာဝန်ခံတအူတို့ကိုအမိပြက်သူများဖြစ်ကြီးညာတဲ့ကြောင်းတင်ဆက်ပေးပါမယ်အကြံဖက်စတက်လာအောင်ခံကရင်နယ်ခြားဆောင်တပ်မှဘူမူကြီးစောချစ်သူနဲ့ချင်းလင်းမြိုင်တိုယိုတာကုမ္ပဏီကိုစစ်ကောင်စီကအမိပြက်စင်းသွင်းပြီးဘူမူကြီးစောချစ်သူနဲ့သားသမီးများပါဝင်ဒရိုက်တာတွေကိုပါအမိပြက်သူများဖြစ် စ်တပ်ကကြေညာပါတယ်။အကြံဖက်စစ်ကောင်စီထံကိုပို့ကုန်ရငွေနိုင်ငံသားဝင်မပေးသွင်းတဲ့ပို့ကုန်သွင်းကုန်ကုမ္ပဏီ198ခုနဲ့ကုမ္ပဏီဒါရိုက်တာဖွဲ့ဝင်တွေကိုအမည်ပြည့်စင်ရင်သွင်းကြောင်းကြေညာခဲ့ရမှာဘူမူကြီးစောချစ်သူပိုင်းချင်းလင်းမြိုင်တူတာကုမ္ပဏီလည်းပါဝင်ခဲ့ပြီးစောချစ်သူရဲ့ဇနီးသားသမီးများကိုပါအမည်ပြည့်စင်ရင်ကြေညာလိုက်တာဖြစ်ပါတယ်။ စစ်ကောင်စီကကြေညာတဲ့အမည်ပြက်စင်ဝင်ကုမ္ပဏီ169ခုမှစောချစ်သူရဲ့ချင်းလင်းမြိုင်တူတာကုမ္ပဏီကနံပါတ်25ဖြင့်အမည်ပြက်စင်တွင်းခံရခြင်းဖြစ်ပြီးစောချစ်သူရဲ့နာမည်စံမြင်တမီနန်းနင်းနန္ဒာဤတားဖြစ်သူစောချစ်ချင်းစောတူအေမူပုံမူကြီးစောချစ်သူရဲ့စီးပွားရေးတာဝန်ခံစောမင်းမင်းဦးတို့ကပါအမည်ပြက်သူများအဖြစ်ကြေညာထားလိုက်ပါတယ်အဆိုပါကြေညာမှုက NLD အစိုးရလက်ထက်2016ခုနှစ်မှ2020ခုနှစ်အတွင်းပို့ကုန်များတင်ပို့ခဲ့တဲ့ပို့ကုန်တွင်းကုန်ကုမ္ပဏီများကိုအကြမ်းဖက်စစ်ကောင်စီက၎င်းလက်အောက်ခံဘက်များတွင်ကို နိုင်ငံသားသုံးဝင်များပြန်လည်ထည့်သွင်းဖို့ဖိအားပေးခဲ့ကြောင်းဒါပေမဲ့ကုမ္ပဏီတွေကပို့ကုန်ရငွေနိုင်ငံသားငွေတွေကိုထည့်သွင်းခြင်းမရှိတဲ့အတွက်ကုမ္ပဏီတွေကိုပို့ကုန်သွင်းကုန်လုပ်ငန်းမှတ်ပုံတင်လက်မှတ်ပိတ်သိမ်းခြင်းကိုဆောင်ရွက်ခဲ့ကြောင်းစစ်ကောင်စီရဲ့ကြေညာချက်ရသိရပါတယ်ဒါအပြင်စကောင်စီရဲ့အမည်ပြက်စင်ကြီးညာခံထားသူတွေကပို့ကုံသွင်းကုံဆိုင်ရာဥပဒေတားမြစ်ချက်တွေကိုကျူးလွန်သူများဖြစ်ကြောင်း FVML ပုံမှန်၄၂က အဲ့ဒီလူကိုတနစ်ထက်မပိုးတဲ့ထောင်တန်းဖြစ်စေငွေတန်းဖြစ်စေတန်းရက်လုံးဖြစ်စေချမှတ်မှာဖြစ်ကြောင်းပြတ်ထက်တာကြောင့်စစ်ကောင်စီရဲ့ကြီးညာချက်အရသိရပါတယ်စစ်ကောင်စီကအမည်ပြည့်စင်ကြီးညာလိုက်တဲ့ဘုံမူကြီးစောချစ်သူခေါ်ဆမ်းမြင့်မှာတာနှံဦးတမီတောင်ရှိပြီးဇနီးဖြစ်သူမှာနန်းခင်လာသူဖြစ်ပါတယ်စောချစ်သူရဲ့တာနှံဦးက BGF ဘုံမူစောအဲစောထူးအမူအသက်32နှစ်ပုံမူစောချစ်ချင်းအသက်28နှစ်နဲ့တမီနန်းနှင်းနန္တာအေးအသက်26နှစ်တို့ဖြစ်ပါတယ်။ဇံမြင့်စောချစ်သူဟာ သူနဲ့တာသမီတွေက BGF ကုမ္ပဏီတွေမှာအဓိကအခန်းကဏ္ဍမှာပါဝင်ပတ်သက်နေကြောင်းမိသားစုဝင်ဤအကြာရှယ်ယာများခွဲဝေပိုင်ဆိုင်ထားခြင်းဖြင့်စံမြင့်ခေါ်စောချစ်သူမိသားစုက BGF တရဲ့စီးပွိုင်းလုပ်ငန်း၆ခုကိုထိန်းချုပ်ပိုင်ထိုင်စားကြောင်းသိရပါရီဒါပြင်နမည်စုနဲ့ကြော်ကြားနေတဲ့ကြားဖြန့်ချမ်းဝင်ကြီးနှစ်ခုဖြစ်တဲ့ Apollo Park နဲ့ Yulong Bay Patto မှာလည်းအနည်းစုရှယ်ယာရှင်အဖြစ်ပိုင်ဆိုင်ထားကြောင်း၎င်းစီးပွိုင်းလုပ်ငန်းနှစ်ခုစလုံးမှာစံမြင့်ရဲ့သားဖြစ်သူ BGF ပိုမူစောတူအေမူက Driver နဲ့ရှယ်ယာရှင်တအုပ်ဖြစ်ကြောင်းသိရပါရီ စောချစ်သူရဲ့တမိဖြစ်သူနန်းနင်းနန္ဒာရဲ့အသက်26နှစ်ကစင်ကာပူနိုင်ငံနဲ့ပြည်တည်နိုင်ငံတို့မှာပညာသင်ကြားပြီးစီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှုပွဲရထားပြီး BGF တွေရဲ့လုပ်ငန်းလေးခုမှာရှင်ရရှင်နဲ့ဒရိုက်တာဖြစ်ပါဝင်နေပါတယ်စောချစ်သူရဲ့မိန်းမနန်းခင်လာသူကစီးပွားရေးမှာပါဝင်လုပ်ကင်မှု ရှိတော့လဲရှင်ရရှင်နဲ့ဒရိုက်တာယာတို့တွေကိုရယူထားခြင်းမရှိပါဘူး။ဒါပေမဲ့သူမက BGI ရဲ့စီးပွားရေးလုပ်ငန်းတွေမှာအကျိုးမြတ်ဖြစ်ထွန်းနေသူလည်းဖြစ်ပါတယ်။ BGI ရဲ့စီးပွားရေးလုပ်ငန်းတွေမှာဆော့ချစ်သူမိသားစုက1ချစ်လင်းမြိုင် Twitter ကုမ္ပဏီမှာရှင်ရ65ရာခိုင်နှုန်းနှင့်ချစ်လင်းမြိုင်တက်တူတွင်းနဲ့စက်မှုဆောင်ထုတ်လုပ်ငန်းမှာရှင်ရ68ရာခိုင်နှုန်း၃ဒေါနာတန်လွင်ကုမ္ပဏီမှာရှင်ရ60ရာခိုင်နှုန်း၄ဒူးသစ္စာကုမ္ပဏီမှာရှင်ရ80ရာခိုင်နှုန်း ငါထူးမြစ်တာတူကုမ္ပဏီမှာရှယ်ယာ80ရာခိုင်နှုန်း6ရွှေပြည်သားမြိုင်ကုမ္ပဏီမှာရှယ်ယာ90ရာခိုင်နှုန်းတို့ပါဝင်ပါတယ်။ ဒီကျင်းကလှုပ်ဆောင်နေတဲ့တရားမဝင်လုပ်ငန်းတွေမှာပါဝင်ပတ်သက်နေတဲ့ခေါင်းဆောင်နှုန်းကပုံမူကြီးစောမင်းမင်းဦးနဲ့ပုံမူစောတင်ဝင်ဦးတို့ဖြစ်ကြပြီးစစ်ကောင်စီကစောချစ်သူနဲ့အတူအမည်ပြည့်စင်ကြီးညာလိုက်တဲ့ပုံမူကြီးစောမင်းမင်းဦးက BGS စီးပွားရေးလုပ်ငန်းများမှာအဓိကဦးဆောင်မှုအခန်းကဏ္ဍမှာပါဝင်သူဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ဦးပိုထောင်မှာမုံရွာတပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်ကိုထောင်ဝင်တန်းတွေကတန်တုံးနဲ့ရိုက်ခတ်မှုကြောင့်တတိလစ်မင်းမျိုးသွားခဲ့ပြီးစေဝါကုသပေးခြင်းမရှိဘဲခြေချင်းခတ်တိုက်ပိတ်ထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးမြို့ရှိဦးပိုထောင်ကိုထောင်ပြောင်းရောက်ရှိလာတဲ့မုံရွာတပိတ်ခေါင်း ဆောင်ကိုဝေမိုးနိုင်ကိုထောင်ဝင်တန်းတွေကတန်တုံးနဲ့ရိုင်းနှက်မှုကြောင့်တတိလင့်မြေမျောသွားခဲ့ပြီးစေဝါကုသပေးခြင်းမရှိဘဲခြေချင်းခန်းတိုက်ပိတ်ထားကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဦးဆောင်ပဟုကော်မတီဝင်ကိုတိုက်ထုံးကပြောပါရယ်ဇွန်လ12ရက်နေ့မုံရွာအကျဉ်းထောင်မှာမန္တလေးဦးဘူထောင်ကိုထောင်ပြောင်းနဲ့ရောက်ရှိလာတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုထောင်ဝင်ဘူးဝမှာမတရားရိုင်းနှက်နှိပ်စက်မှုတွေပြုလုပ်ခဲ့တဲ့ဖြစ်စဉ်မှာမုံရွာတပိတ်ကောင်းဆောင်ကိုဝေမိုးနိုင်ကိုဥတီချက်ထားပြီးအကျဉ်းဦးစီးဝင်တဲ့အရာရှိတအုံးမှာတန်တုံးနဲ့စတင်ရိုင်းနှက်ရာကစပြီး အခြားနိုင်ငံအကျဉ်းသားများပါနောက်ဆက်တွဲနည်းနဲ့ရိုင်းနှက်ခံခြင်းဖြစ်ကြောင်းအဆိုပါဖြစ်စဉ်မှာကိုဝင်မုန်းနိုင်ကတန်တုံများနဲ့ရိုင်းနှက်ခံမှုတွေကြောင့်နှစ်ဖူးခွဲတရားရရှိကရိုင်းနှက်ခံရမှုဖြစ်စဉ်အတွင်းသွေးထွက်လွန်ပြီးတတိမီမျောသွားခဲ့ကတတိမီမျောစဉ်အတွင်းအရေးပေါ်စေဝါကုသမှုခံယူရန်လိုအပ်နေတော်လဲထောင်တွင်ဆေးရုံကိုပို့ဆောင်ကုသခြင်းမရှိကြောင်းသိရပါဗျ။ ကိုဝင်မွန်းနိုင်ကလက်ရှိမှာအဲ့ဒီဖြစ်စဉ်မှာတော့သွေးအားနည်းတဲ့အခါမှာဦးကောင်းရောနှစ်ဖူးကွဲသွားတဲ့အတွက်သွေးထွက်အရမ်းများသွားပြီးတော့တတိမီမျောသွားတယ်တတိမီမျောသွားတဲ့အချိန်မှာလည်းထောင်စင်းယုံရောပြင်ပစင်းယုံရောမပို့ဘဲနဲ့ထားခဲ့တဲ့ခြေချင်းတွေရောခတ်ပြီးလက်ရှိမှာတင်းကြားတိုက်မှာတယောက်တည်းချုံနောင်ခံထားတဲ့အခြေအနေဖြစ်ပေါ်နေပါတယ်ဒါကြောင့်မလို့ထောင်အာနာပိုင်တွေရဲ့စိတ်နေစိတ်ထားပုံမူတည်ပြီးညာဘက်တွေမှာအချိန်မီခေါ်ထုတ်ခံရပြီးရိုင်းနှက်ခံရတာမျိုးတင်းကြားအဖြစ်ဆိုတာကိုဆက်ဆွဲပြီးမှရိုင်းနှက်တာမျိုးဆက်ပြနေနိုင်ပါတယ် လက်ရှိမှာတော့အကျဉ်းထောင်ထဲမှာနိုင်ငံအကျဉ်းသားတွေရဲ့အသက်ရှင်သန်ပိုင်ခွင့်ဟာချိန်ချောက်ခံနေရတဲ့အခြေအနေဖြစ်ပါတယ်ဒီထဲမှာကိုဝင်မွန်းနိုင်ကတော့တဖက်မုံရွာမှာလည်းနာမည်ကြီးပုဂ္ဂိုလ်ဖြစ်တော့သူ့အပါစင်နဲ့အရာကိုမှမင်းလာကွာခေါင်းဆောင်ဆိုတဲ့စကားရက်တွေကိုတောင်းပြီးမှအဓိကရိုက်နှက်ခဲ့တဲ့အခြေအနေတည်းရဖြစ်ပါတယ်ဒါကြောင့်သူ့အတွက်လည်းလုံခြုံရေးပိုပြီးစိုးရင်ရတယ်လို့ကျွန်တော်တို့ကပြောချင်ပါတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံအကျဉ်းသားများကွန်ရက် PPN မှာဗဟုဦးဆောင်ကော်မတီဝင်ကိုတိုက်ထုံးကရှင်းပြပါတယ်ထောင်အာဏာပိုင်တွေကကိုဝင်မွန်းနိုင်တတိပြန်လည်ရရှိလာတဲ့ကြိုင်နဲ့ပြစ်ဒဏ်တိုက် ိုပို့ပြီးပါဆိုင်တဲ့ထောင်ဝင်စားအဲတွေးခွင့်ကိုကန့်သက်ထားပြီးခြေချင်းခတ်ပြီးတိကျတိုင်းမှာတိုက်ပိတ်ပြစ်ဒဏ်ပေးထားကြောက်တည်ရပါတယ်။ ဇွန်လ12ရက်နေ့မှာမုံရွာအကျဉ်းထောင်မှာမန္တလေးအို့ဘုအကျဉ်းထောင်ကိုနိုင်ငံအကျဉ်းသားတွေပါဝင် အကျဉ်းသားအကျဉ်းသူ200ဦးဝင်ကျင်ကိုစစ်ကောင်စီကထောင်ပြောင်းရွှေ့ခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးဆိုရ NUG ဝင်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကမန္တလေးအို့ဘုထောင်မှာနိုင်ငံအကျဉ်းသားများစက်တိုက်တည်ဆုံနေတဲ့ထောင်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုပါတယ်။အကျဉ်းဘက်စေအောင်စုမှလက်အောက်ခံအကျဉ်းထောင်တွေမှာစံမှိုင်းဆောင်ရှောက်မှုလုံလုံလောက်လောက်မရရှိမှုနဲ့ဖိနှိပ်မှုတွေကြောင့်နိုင်ငံအကျဉ်းသားတွေအသက်ဆုံးရှုံးနေရတာတွေရှိနေပါတယ်။အို့ဘုထောင်မှာလည်း2024ခုနှစ်အောက်တိုဘာလနဲ့နိုဝင်ဘာလတွေမှာမန္တလေး လီတိုင်းဝန်ကြီးချုပ်ဒေါက်တာစောမြင့်မောင်လျက်စစ်နယ်စွမ်းရည်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်နိုင်ငံရေးကျင်းသားကိုစိန်လင်းခွန်အငယ်လေးတို့တောင်းဥစတိုင်တင်ဆောင်ခဲ့ရပါတယ်။ဒါအပြင်မန္တလေးဦးဘုံတောင်တစ်ခုထဲမှာတင်မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့သခိုင်းကလင်ကြီးကြောင့်စေကုသဖို့နှောင့်နှင်းနေမှုတွေကြောင့်မတည်ဆောင်တင်မဲတည်ဆောင်ခဲ့ကြတဲ့နိုင်ငံရေးကျင်းသား90ကျော်ရှိခဲ့တယ်လို့သိရကြောင်းဦးနေပုံလက်ကပြောကြားခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါရရှင်။ မန္တလေးကုန်းဝစင်ကမ်းမှာတိုက်တင်းမောပါစစ်ရေ25စီစုဖွဲ့ပြင်ဆင်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကမန္တလေးကုန်းဝစင်ကမ်းမှာစစ်ရေရင်အစုဖွဲ့25စီကိုကန့်ကတ်ပြင်ဆင်မှုတွေပြုလုပ်နေကြောင်းသိရပါရယ်။မန္တလေးကုန်းဝစင်မှာပြည်ပင်စိတ်အထိတင်းမောတန်ကောမော်တော်ပေါ်တိုက်ရင်ရင်ပါဝင်25စီကိုစစ်ကောင်စီကထွက်ခွာဖို့အတွက်ဇွန်လ29ရက်နေ့ကပြင်ဆင်မှုတွေပြုလုပ်နေကြောင်းသိရပါရယ်။အခုထိတော့အဲ့ဒီစစ်ရေရင်အစုဖွဲ့ဟာရွှေကူကိုတက်မယ်လို့သတင်းရထားပါရယ်။ပထမစစ်ရေရင်တန်းကစကိုင်းဘက်ဝင်သွားတာဆိုတော့အခုစစ် ကြောင်းကရွှေကိုကိုသွားမယ်ဆိုတာဖြစ်နိုင်ပါတယ်လို့စည်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်အဆိုပါစင်ရင်စုဖွဲ့ကရွှေကိုထိတက်မှာဖြစ်ပြီးရွှေကိုမကြီးတက်ရေတက်အင်အားပြန်လဲစုဖွဲ့အချင်းချမဲ့အစီအမံတွေရှိနေကြောင်းတည်င်းအရင်မြစ်တွေစီကတည်ရပါတယ်ဗမော်မြစ်ချင်းကဗမော်နဲ့ရွှေကူများမှာရှိပြီးမနစ်ကလည်းစက်ကောင်စီကလက်နက်ရှိခါနဲ့စစ်ကူတွေကိုစင်ရင်ရင်နဲ့ပို့ဆောင်ခဲ့ရတော်လိုင်းတပ်ဖွဲ့တွေရဲ့ဈာဖြတ်တိုက်ခိုက်မှုတွေကြောင်းစင်ရင်ရင်များစုမီးလောင်ပျက်စီးခဲ့ရပါတယ် ပြီးခဲ့တဲ့ဇွန်လ21ရက်ကဝါခင်မမျိုးမှထွက်လာတဲ့စင်ရင်စနစီကချင်းတွင်းမြစ်တွင်ကိုဝင်ရောက်သွားပြီးတဲ့နောက်တော်လိုင်းတပ်တွေကရှေ့ထွက်မိုင်းနေတဲ့စီးကျိုတိုက်ခိုက်နေတာဖြစ်ပါတယ်။အဆိုပါစစ်ရင်ကစကိုင်းရှိစစ်ကောင်စီစခန်းတွေကိုလက်နက်ရဲကထောက်ပို့ဖို့အစီအစဉ်ရှိပြီးတီးဆိုင်ကတားရွှေကူဘက်ရှိစစ်ကောင်စီတပ်တွေကပြီးခဲ့တဲ့ဇွန်လတတိယဘက်ကစတင်ပြီးနေမြေရှင်းလင်းစီးရင်လှုပ်ရှားမှုတွေလှုပ်ဆောင်နေကြောင်းသိရပါတယ်။